တို့ထိချုပ်တဲ့နေမီတို့လုံးဝပြန်မပေးဘူးအဲ့တော့မိုးအဲ့တော့မိုးကုတ်တို့ဗျာဒီရှမ်းမြောက်မှာရှိတဲ့အမျိုးတွေပြီးရင်ကျွန်တော်နောင်ချိုးဘောဗျာစသဖြင့်အဲ့ဒီမျိုးတွေအားလုံးကိုတမျိုးမှပြန်မပေးဘူးအဲ့တော့ဒီနေ့အပြင်တို့တရုတ်ကိုဆန့်ကျင်တယ်ဗျာတရုတ်စကားကတော့နားထောင်တာမလို့တော့ဘူးတရုတ်မင်းတို့ဘာပဲညာပဲဗောဗျာပစိုးလန့်ပြလိုက်တာဗောတရုတ်ကို TNL ကပစိုးလန့်ပြလိုက်တယ်အဲ့တော့ TNL ကတော့ရှင်းတယ်တို့သိန်းသားမျိုးတွေတမျိုးမှပြန်မပေးဘူး TNL ကတော့လက်နက်ကင်လမ်းစဉ်ပဲတနည်းအားဖြင့်တို့နိုင်ငံရေးစကားဝိုင်းမှာမဆိုးနေဘူးငါတို့လက်နက်နဲ့ပဲဆိုးနေမယ်လက်နက်နဲ့ပဲဖြည့်ရှင်းမယ်လက်နက်မှတပါအချားမရှိဘူးတရားတရားရွေးချယ်လိုက်ပြီတို့လက်နက်နဲ့ပဲဖြည့်ရှင်းမယ် မင်္ဂလာပါရှင်နေမေလာခொနီရဲ့နေ့ရဲ့နာနခင်းနဲ့နေ့လခင်းရဲ့နောက်ဆိုရသတင်းလေးတွေကိုကြည့်ချပြီးတော့တိဆက်ပေးပါမှာဖြစ်ပါတဲ့ပြာတော့ကျွန်တော်တတိယတိဆက်မှုလေးတွေကိုအပတ်ပတ်ခွဲပြီးတော့တိဆက်ပေးဖို့စီစဉ်ထားပါတဲ့ပြာတော့ဒီနေ့ကိုဗီဒီယိုဘယ်နဲ့ပို့တင်မလဲဆိုတာအတိအကျမသိရပေမဲ့တတိယရရင်ရတဲ့လို့ကျွန်တော်ဒီစပိမာဖြစ်ပါတဲ့ပြာတော့ပုံမှန်တက်တင်နေတဲ့ဗီဒီယိုတွေကြတော့ view ကပိတ်မပေးတဲ့အခါကြတော့ကျွန်တော်ရဲ့ view တွေကအရှိကောက်ဗီဒီယိုကိုကြည့်ပြီးတော့အနောက်ကောက်ဗီဒီယိုဖိုင်ကိုမကြည့်တော့ဘူးဆိုရင်အနောက်က အတင်းတွေကဘာလဲဆိုတာသူတို့ကမသိတော့ပါဘူးဗျာနော်အဒီတွဲကြောက်ကျွန်တော်ကဗီဒီယိုတွေကိုအပိုင်ပိုင်ခွဲပြီးတော့မှဘောမောက်ဆိုရင်ဘောမောက်ဗီဒီယိုတိတက်အတင်းဆိုရင်တနေ့ဗီဒီယိုတိတက်အဲ့လိုတိဆက်ပေးပေါ်မှာဖြစ်ပါတယ်ဗျာနော်အခုနောက်ပိုင်း YouTube က view တွေလည်းပုံမှန်မချပိတ်တော့ဘူးဆိုတော့ကျွန်တော်အနေနဲ့တော်တော်လေးတော့မှလိုရကြရခက်ခဲရှိနေပါတယ်ဗျာနော်အဒီတွဲကြောက်ကျွန်တော်ကိုလည်းနောက်လည်းပြေးစီချင်ပါတယ်ဗျာနော်ဆိုတော့လိုရေးတို့ရှင်းတဲ့တင်းလေးကနေဆက်ရအောင်ဗျာနော် ပထမဦးဆုံးနေနဲ့မန္တလေးတက်ကျောက်ဆက်မြို့နီတို့ခြေပြွေရပြည့်အားလေးသားမလေးစစ်ရှိတော်ငလည်းရလှုပ်ခတ်မှုမန္တလေးပြည်ဦးလွေအပါဝင်မြို့ကြီးများမှပြည်သူများတိတ်တဆွာခံစားနေရအကြောင်းသိရှိရပါနေပြတော့ထက်ပြီးတော့မှဂျပန်စင်ကဆုံမင်းအောင်လဲမိမကျူကျူလှတော်နေအတူတသမီမိတချို့အပါရုရှားနိုင်ငံတို့အလိုက်ခရီးဖြင့်လက်ပါပွားပြည်ယမနိနန်နဲ့ခွန်နေနိုင်ခွဲတွေနေပြည်တော်လေးစီမှာ ထောက်ခေါ်ဝပီဖြစ်ကြောင့်သိရှိရပါတယ်ဗျာနော်ဆက်လက်ပြီးတော့မတနိုင်ငံလုံးနဲ့ပတ်သက်ဆက်လျင်နေတော့စည်ရဲအစဲရလောက်ပခွဲအများစုကိုဘူချိုကြည့်ချော်စွာလင်းကိုမင်းအွန်လိုင်းကပေးအပ်လက်ပြီးဒူတချို့ စုဝင်အထက်ပင်လုတ်ပတ်ခွဲပုံမှုရှိလာနေပြီဖြစ်ကြောင့်နေပြီးတော့ဆက်ဖက်ရိပ်ရာတည်းဒီမြေတချို့ထံကတရှိရပါလေဗျာနော်ဆက်လက်ပြီးတော့မကွေးတဲ့ပခုကူမျိုးနယ်နဲ့မြန်မျိုးနယ်အစမ်းကိုစစ်ကြောထုတ်လာတော့စစ်ကောင်စီတပ်သားများကိုတက်ခတ်မှုစစ်တပ်ဖက်မှခုနှစ်ဦးတိစုပ်ပါကြောင့်တရှိရပါတယ်ဗျာနော်အင်မတားမတဲ့ငုံဖြစ်ပါတယ်ဗျာ ဆက်လက်ပြီးတော့မဂွေတက်မြန်မျိုးပေါ်ရှိစစ်တပ်၏ထပ်ပူတော့ခေကိုဝင်ရောက်တိုက်ခတ်မှုစစ်ကိုစစ်တပ်တောက်ငေါဥသိဆိုးပွားချုပ်တရှိရပါတယ်ဗျာငေါဒါလည်းအမတန်ဝတ်တင်းကောင်ဖြစ်ပါတယ်ဗျာဆက်လက်ပြီးတော့မဂျပန်စစ်ကိုစီရောယမနိနန်နယ်ပိုင်းတွင်ဖြစ်ရအကျညာထားပြတဲ့အနောက်တထိုးကြီးမျိုးနယ်မန်လန်ရွာကိုလေကျော်ပြေပိုးချက်တိုက်ခတ်မှုပြည်သူနှုတ်ထိခဲ့သိဆိုးပွားချုပ်တရှိရပါတယ်ဗျာနော်ဒါကတော့စစ်ကိုစီကသူတို့ဘလို့ပဲပြစ်ခတ်ရဆက်ထားတဲ့လို့ကြီးညာနေပါစေလေကျော်တိုက်ခတ်မှုတွေကတော့နေ့စဉ်ရက်ဆက် တို့ဆိုရင်တော့ကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်ဆက်လက်ပြီးတော့မဘကူတက်အုပ်ဖို့မြို့နယ်တွင် PDF တပ်ဖွဲ့များကိုတတိရှိရလာခဲ့ကြတဲ့ချစ်လက်ပြင်းမဟုစစ်ခေါ်ထားသည့်အုတ်ချွေမှုလှအောင် တိခတ်ခံရပြီးမသာပေါ်ပြီလို့သိရှိရပါတယ်ဗျာနော်အင်မတန်မတတင်ကဖြစ်ပါနေဗျာဆက်လက်ပြီးတော့မှမကွေးတိုင်းမြေမျိုးနယ်စီမံကိန်းရုပ်တွင်တဆွဲထတ်တော်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခတ်မှုစစ်တပ်ဖက်မှတို့ဦးထိခဲ့တဲ့ဆိုတဲ့လို့သိရှိရပါနေဗျာနော်တတင်ကဖြစ်ပါနေဗျာဟုတ်ကဲ့မေလ9ရက်နေ့နာနခင်နေ့လခေရဲ့နောက်ဆိုရတတင်လေးတွေကတော့ဒါတော့ပါဗျာနော် ပထမဦးဆုံး GMA Leadership Video File ကတော့ TANA တွေငယ်မြင်တွေပြန်မပေးလို့ဘောမချဆူဦးဘလို့တွေလောက်အောင်လဲဆိုတော့ကိုတစ်ချက်လောက်လို့သူရှင်နောက်စကြည့်အောင်ပြန်တော့နောက်ထပ်ဒီမို့စပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီ TANA လေးနေနေကုန်းချောရမယ့်အခြေအနေပါအဲ့တော့ TANA လေးကပြီးခဲ့တဲ့အဲမေလ၄ရက်နေ့ကသူတို့ဒေသရှင်လင်းပွဲတွေလုပ်တယ်ဒေသရှင်လင်းပွဲတွေလုပ်ပြီးတော့သူတို့ရဲ့ရည်ရည်ချက်ကိုတရားဝင်ထုတ်ဖို့ပြောဆိုတယ်အဲ့မှာဆိုရင်နံပါတ်1သူတို့ထိန်းချုပ်တဲ့နေမြေတွေကိုလုံးဝပြန်မပေးဘူးအဲ့တော့မိုးအဲ့တော့မိုးကုတ်တို့ဗျာဒီရှမ်းမြောက်မှာရှိတဲ့အမျိုးတွေပြီးရင်ကျွန်တော်တောင်ချိုးဗျာစသဖြင့် အဲ့ဒီမျိုးတွေအားလုံးကိုတမျိုးမှပြန်မပေးဘူး။နံပါတ်1တရုတ်နိုင်ငံကလည်းမြန်မာအရေးကိုဝင်ရောက်ဆွပလတ်နေမှုသူတို့လက်မခံဘူး။တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံကိုထားရတဲ့သဘောထားကိုသူတို့ဆန့်ကျင်တယ်။အဲ့တနည်းအားဖြင့်သူတို့တရုတ်ကိုဆန့်ကျင်တယ်ဗျာ။တရုတ်စကားကတော့နားထောင်စာမလိုတော့ဘူး။တရုတ်မင်းတို့ကိုဘာပဲညာပဲပေါ့ဗျာ။ပစိုးလန့်ပြလိုက်တာပေါ့။တရုတ်ကို DNL ကပစိုးလန့်ပြလိုက်တယ်။ဒီလက်နက်ကိုင်နေဖွဲ့အားလုံးတရုတ်နဲ့မကင်းဘူး။တရုတ်ရဲ့တရုတ်နဲ့မကင်းရမကင်းကြောင်းနေပဲလက်ရှိတော့ကျွန်တော်တို့ဒါ DNL ကတော့တရုတ်ကိုပစိုးလန့်ပြလိုက်တယ်။ မစိုးလံပြလိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီ TNL ရဲ့မဟာမိတ်တွေက MMDA 1 USA ဒါက TNL ရဲ့မဟာမိတ်အဲ့တော့တရုတ်ရဲ့မဟာမိတ်လည်းဖြစ်တယ်တရုတ်ရဲ့မွေးစားသားတွေကလည်း1 MMDA အဲ့တော့ဒီ MMDA က MMDA ကတရုတ်ကိုတော့သူတို့ကပစိုးလံပြလိုက်တယ်ပစိုးလံပြလိုက်တယ်ပဲလက်သီးလက်မောင်းတန်းပြလိုက်ပေါ့ဒါဆိုရင်တရုတ်ရဲ့မဟာမိတ်တွေဖြစ်တဲ့1နဲ့ MMDA ကရောဘယ်လိုသဘောထားရှိလဲဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ TNL ကတော့ရှင်းတယ် သူတို့သိန်းသားတွေမျိုးတွေတမျိုးမှပြန်မပေးဘူး။နံပါတ်နှစ်တရုတ်ကမြန်မာပြည်မှာဝင်ရောက်ဆွတ်ဖတ်မှုကိုသူတို့လုံးဝလက်မခံဘူးကန့်ကွက်တယ်ဆန့်ကျင်တယ်တရုတ်တဘောတော်ဆန့်ကျင်တယ်။နံပါတ်3စစ်ကောင်စီချုပ်ငင်းကြီးပေါ့ဗျာသူတို့ကတော့စစ်ကောင်ချုပ်ချုပ်ငင်းကြီးပေါ့တနည်းအားဖြင့်ကျွန်တော်တက်မလို့ချုပ်ငင်းကြီးနာဆကချုပ်ငင်းကြီးပေါ့ဗျာသူချိုးချတာပေါ့အဲ့ဒီလိုသူတို့ဆက်လက်ပြီးတော့တိုက်ပွဲဖော်ဆောင်မယ်နောက်ကကျွန်တော်အန်ယူဂျီနဲ့စေရေးပူပေါင်းမယ်အဓိကဒါပဲအဓိကဒါပဲအဲ့တော့ PNL ကတော့လက်နက်တိုင်လမ်းစဉ်ပဲတနည်းအားဖြင့်တို့နိုင်ငံရေးသဘောဝိုင်းမှာမဆိုးနေဘူး။ငါတို့လက်နက်နဲ့ပဲဆိုးနေမယ်။လက်နက်နဲ့ပဲဖြည့်ရှင်းမယ်။လက်နက်မှတပါအချားမရှိဘူး။တန်ရတန်အောင်ရွေးချယ်လိုက်ပြီ။တို့လက်နက်နဲ့ပဲဖြည့်ရှင်းမယ်။ဒါလို့အဲ့လိုဆိုတော့ကျွန်တော်လက်ရှိဒီ PNL ရဲ့အခြေအနေကဒီနောင်ချိုတို့တီဘောတို့ကြောင်မဲတို့ဆိုတာတမန်ရောအရာတမန်ရောအရာကျွန်တော်တို့ဒီရှမ်းစော်ဝါးရဲ့ဘိုးစစ်ပေါ်ဆက်အုပ်ချုပ်ခဲ့တဲ့နေမြေတီရှိခဲ့တဲ့နေမြေ PNL နဲ့ပတ်သက်တဲ့အမွေနဲ့ စာပေအရင်ဆုံးအမွေနဲ့ဒီဒေတာမှာဘာတစ်ခုမှမရှိဘူးတကယ်ဒီနေရာရဲ့ဌာနေမျိုးရင်းကရှန်တိုင်းရတာဖြစ်တယ်တို့ရဲ့မျိုးရင်းမဟုတ်ဘူးတို့ကကျူးကျော်လာတာဘသူကကျူးကျော်လာလဲဆိုတော့ခင်ဗျားတို့သိအောင်ဘသူကကျူးကျော်လဲဆိုတာအဲ့တော့ DNA တွေကတော့ကျွန်တော်တို့စည်ရေးကိုရွေးသွားပြီပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာအဲ့နောက်ပိုင်းမှာတပ်မတော်ကမိုးကုတ်တို့ဗျာမိုးကုတ်တို့အဲကြောင်မဲပြီးကျွန်တော်နောက်တစ်မျိုးရှိသေးတယ်မိုင်းငော့မျိုးအဓိကကိုစလန်းရွာ ကိုစလန်းရောက်လဲကျွန်တော်ဘုံကျက်လိုက်တယ်အဲ့တော့တက်ကတောက်လျှောက်ကျွန်တော်ဘုံကျက်မှုတွေတောက်လျှောက်လုပ်နေတယ်အဲ့တော့တက်မလို့ကကြောင်မယုတ်လဲဘုံကျက်တယ်မိုးကုတ်ကိုလည်းဘုံကျက်တယ်ပြီးကျွန်တော်တို့မိုင်းငေါမျိုးနီးကိုလည်းဘုံကျက်တယ်တက်မလို့ရဲ့ဘုံကျက်မှုတွေကသူတို့စကားကိုမထီဘူးလို့អော်တယ်သူတို့စကားကိုမထီဘူးပြည်သူလူတို့ကမထီဘူးအဲ့ဒီလိုလုပ်တယ်အော်မသိရင်တက်မလို့ကကျွန်တော်ကွင်းပြင်မြဲကျဲပလိုက်တယ်လို့လို့တိုက်ပင်းမြဲကျဲလိုက်တယ်လို့ပေါ့ဗျဘယ်နေရာကျဲလဲလို့ကျွန်တော်မသိဘူးကျွန်တော်လည်းမမြင်အောင်အော်တီအန်အယ်လေးကတော့တက်မလို့ရဲ့ဘုံကျက်မှုကသူတို့တနေရာမှမထီဘူးလို့ပြောတယ်ထီမထီတော့သူတို့ပဲသိလိမ့်မယ်အဲ့တော့ အဲ့တော့ကျွန်တော် TNL ရဲ့အနာဂတ်ကဘာကြီးဆက်ဖြစ်မလဲသူတို့ခြေမုံခံရလိမ့်မယ်ခြေမုံခံရလိမ့်မယ်တက်မတော်ကဒါ TNL ရဲ့သဘောထားကိုလည်းသူတို့သိသွားပြီသိသွားတဲ့အခါမှာတက်မတော်ကဒီအပိုင်းမှာကျွန်တော် နောင်ချိုးနောင်ချိုးကိုကျွန်တော်အကြီးရဲ့ထိုးစစ်ဆင်မလားမဆင်မလားလဲခင်ဗျားကြည့်လိုက်ပါနောင်ချိုးမျိုးကကျွန်တော်များမကြမင်ကာလမှာနောင်ချိုးကိုရမယ်နောင်ချိုးရပြီဆိုတော့ကျွန်တော်ဆက်ဆက်ပြီးတော့ဖြစ်လာနိုင်တဲ့အနေဓာတ်ရှိတယ်ရှိုင်းမိတဲ့မြောက်ပိုင်းရဲ့အခြေအနေကတော့တော့ကကျွန်တော်တရုတ်နိုင်ငံရဲ့လက်ထက်မှာပဲရှိတယ်ကျောင်းနိုင်ငံလက်ထက်မှာလည်းတော်တချောင်းရှိတယ်ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ဘက်မှာလည်းတော်တွေရှိတယ် ဲ့တော့ဒီနေမြေညင်းချမ်းမှုဆိုရင်ကျွန်တော်တရုတ်ရဲ့တော့နဲ့လေတရုတ်နဲ့တော့မတရုတ်ရဲ့တော့နဲ့ဖွင့်ပါလေဖွင့်ပါဟာအေးအေးဒီတရုတ်တော့လည်းရေးကြည့်တယ်ခင်ဗျာကြိုက်ပြီဖြစ်စေမကြိုက်ပြီဖြစ်စေတရုတ်ရဲ့အခန်းကဏ္ဍကတော့ကြီးကြီးမားမားကိုရှိတယ်ရှမ်းမြောက်ရဲ့အခြေအနေပါဗျာရှမ်းမြောက်ရဲ့အခြေအနေမှာကျွန်တော်တို့တရုတ်ရဲ့အခန်းကဏ္ဍကြီးမားရှိတယ်လက်ရှိငလင်ပင်နဲ့ပတ်သက်ရင်လည်းတရုတ်နိုင်ငံကကျွန်တော်မြန်မာနိုင်ငံမှာဒါကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်တို့ ဒါပံ့ပိုးနေတာတွေ့ရတယ်ထောက်ပံ့နေတာတွေ့ရတယ်တို့ဆိုလည်းပဲတရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ဟိုမြင်းကောင်းနှစ်ဖက်စားတယ်လို့ပေါ့ဒီဘက်လည်းစားမယ်ဒီဘက်လည်းစားမယ်ကွာအဲ့လိုမျိုးတော့ကျွန်တော်တို့မဖြစ်စေချင်ဘူးတနည်းအားဖြင့်ကျွန်တော်တို့ပန်းကြလည်းစားတယ်ကွာခေါင်းကြလည်းစားတယ်ဆိုတော့မကောင်းအဲ့တော့ဒီတရုတ်နိုင်ငံအနေနဲ့လည်းကျွန်တော်လက်ရှိဒါကချေထုတွေဒါတက်မှာ KI နဲ့ပူးပေါင်းပြီးတော့မြေချတတ်ထုထုံနေတဲ့ကိစ္စတွေတရုတ်နိုင်ငံနဲ့ကျွန်တော်ရက်ဆိုင်မှုလို့တယ်ပြီးတော့ကျွန်တော်တစ်ဖက်တစ်ဖက်ကျွန်တော်တို့ဒီ KI ရဲ့ AI ဂိတ်ကနေပြီးတော့ကျွန်တော်ထွက်နေတဲ့နီလမျိုးစုံနဲ့ထွက်နေတဲ့ကြောက်စိမ့်တွေတက်တယ်လို့လည်းတရားအစိုးရအနေနဲ့ကျွန်တော်ထိန်းသိမ်းနိုင်မလို့ရတယ်။အဲ့လိုမှသာလဲကျွန်တော်တို့ဒါအဲ့လိုထိန်းသိမ်းမှသာလဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမြန်မာနိုင်ငံသားတွေအကျိုးစီးပွားကိုလည်းတရုတ်နိုင်ငံကအိန္ဒိနာချင်းကောင်းပြီးသားဆိုတာကာကွယ်ပေးရလဲရောက်ပါတယ်။ဒါကိုလည်းကျွန်တော်တရုတ်နိုင်ငံကဒါကျွန်တော်တို့အလေးနဲ့ထားပြီးဆောင်ပေးနေကြပါတယ်။အဲ့တော့ဒီသတင်းပြန်ချောရမယ်ဆိုတော့ကျွန်တော်တို့တရုတ်တရုတ်နိုင်ငံကို DNL ကတော့ကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်စော်ကားမော်ကားတော့လုလိုက်ပြီ။လုလိုက်ပြီ။ ထုတ်လိုက်ပြီဆိုတော့ဒီ TNL ရဲ့အခြေအနေ TNL ရက်တိကျဘာတွေဆက်ပြမလဲတနည်းအားဖြင့်အများကြီးမကြည့်နဲ့လက်ရှိသူတို့ပြောတာကကျွန်တော်တို့မေလာလေးရက်နေ့မှာပြောတယ်မေပြီးရင်ကျွန်တော်တို့နောက်လာနောက်လာနောက်လာနှစ်လလောက်ပဲစောင့်ကြည့်လိုက် TNL လေးတန်ပြောင်းမလားမပြောင်းမလားခင်ဗျားတို့နှစ်လလောက်ပဲစောင့်ကြည့်လိုက်သိလားလဲပဲဟေးဟုတ်ပြီနောက်ဆုံးကြည့်မယ်နော်တကယ်လို့ပါ TNL ကလေးပန်းမပြောင်းဘူးဆိုရင်မင်းပြောနေတဲ့ဖုန်းကိုမင်းဖိထဲကိုပြန်ထုတ်ထည့်ပေးမှာနော်သိလားကျဆူ ဆက်လက်ပြီးကြည့်ရမယ့်လူရရှိဗီဒီယိုဖိုင်ကတော့ရန်ကုန်စီတုံးထိုးစစ်ဆင်ဖို့လိုအပ်နေပြီးအဖြစ်ကြောင့်ဆရာလူများကြောင့်ပြောင်းဝတာလေးကိုရဲပေါ်တော့နောက်ဆက်ကြည့်ရအောင်ပြန်တော့ရန်ကုန်ဟာတိမ့်ကိုတိမ့်ရမယ်နေရာဖြစ်နေပါပြီရန်ကုန်ဟာထိုးစစ်ဆင်တိုက်ခတ်တိမ့်ပိုက်ရမယ်နေရာဖြစ်နေပါပြီဘာကြောင့်လဲလူများကြောင့်ရန်ကုန်မဟုတ်တနိုင်ငံလုံးတိမ့်မှာဒါပေမဲ့ရန်ကုန် highlight လမ်းများအလုံးနေပြီးတော့သူကြားဘူးလေမလား နေပြည်တော်ကအလိုလိုပြူသွားပြီဖြစ်တဲ့အတွက်ဒိတ်ပိုက်ဆရာမလို့တော့အောင်ကိုပြူကြပြင်စီသွားပြီအဲ့တော့လမ်းများအားလုံးစစ်ကြောင်းများအားလုံးရန်ကုန်စီတို့ဆိုတဲ့နောက်ထပ်ထိုးစစ်ပြူပါတခုစစ်မျက်နာတဲ့တခုစောင့်ပြကြရပါလိမ့်မယ်ရှဲပေါ်လို့ရရန်ကုန်ကိုထိုးစစ်ဆင်ဖို့စစ်ပြင်ကြားလို့ဒီနေရာကနေပြီးတော့တိုက်တွန်းဆော့အောင်လုပ်ပါလိမ့်မတိုက်လို့မရတော့အကြောင်းကပါလိမ့် နေပြည်တော်ကနေပြည်တော်ကသမရအိမ်တော်အပါဝင်လွတ်တော်အဆောက်အဦပြိုကျပျက်စီးမှု80ရာခိုင်နှုန်းလောက်ရှိနေတဲ့အထဲမှာဘုံကျုပ်အိမ်တွေမင်းအောင်လိုက်မိသားစုအပါစစ်ကောင်စီတစုလုံးရဲ့မိသားစုအားလုံးဟာရန်ကုန်အင်အားလန်ကမာရွတ်မြောက်တကူဒီနေရာတွေမှာရောက်ရှိနေပါပြီ။မင်းအောင်လိုက်မိသားစုတစုလုံးရန်ကုန်မှာရောက်ရှိနေအောင်ကြားသိရသလိုစိုးဝင်းတဲ့အတူ ဘုံမူဘူကြီးအပေါင်းစစ်ကောင်စီရဲ့အတိုင်းဝိုင်းတစ်ခုလုံးနှီးပါရန်ကုန်တနေရပဲနေစရာရှိပါတော့ဒီပိုင်းနေမှာတိတာထူးခြားမှုတွေခင်ဗျားတို့တွေ့ကြရမှာပါရန်ကုန်သားတွေရန်ကုန်သူတွေတနေရတွေလဲဆိုတော့အဓိကအဖြစ်ဝင်းနေမရဘူးအင်းအားလန်းတို့တက္ကသိုလ်ရိတ်တာလန်းတို့မြောက်တကုံလိုနေရာမျိုးတွေမှာစစ်တပ်အတိုင်းဝိုင်းကြီးတစ်ခုလုံးအုံနေခြင်းနဲ့ရန်ကုန်ကိုပြောင်းရွှေ့လာပြီး ဒါကြောင့်ရန်ကုန်ကိုထိုးစစ်ဆင်ဖို့သာပြင်ကြရပါလိမ့်ရန်ကုန်ကိုရရင်မင်းအောင်လိုက်လက်ထက်ကမတရားယူရတဲ့အာဏာကိုငါတို့ပြည်သူလက်ထက်ပြန်ထည့်လို့ရရန်ကုန်ကိုဘလို့တိုက်မာလဲကိုကြီးရချက်ရန်ကုန်ကိုဘလို့တိုက်မာလဲဆိုတော့ရန်ကုန်နဲ့အနီးဆုံးတရားရီမင်းလာအုပ်ဖို့တကြောပကိုးရုံးမှာအနောက်ချမ်းတစ်ခုလုံး ီလူကဝေးတက်ပြီးအစင်တဲ့ရှိနေမှာရှင်းနေတော့မယုံဆိုလာခဲ့လိမ့်မယ်လာမငိုတန်ပါကြီးနဲ့အလံပြူမထောင်ကြနဲ့ရန်ကုန်တက်တွေထဲမှာတက်ကြောင်းတွေကြီးပဲရှိတယ်ဆိုတာငါတို့မသိဘူးမထင်ဘူးရန်ကုန်မှာအုတ်ချုပ်ရည်မှုဆိုတဲ့ကောင်တွေတောင် လုံချုပ်ရည်မပေးနိုင်ပဲစိုက်ကယ်ဘေးရဲမောင်းနေတဲ့လူမိုက်လိုလိုတခိုးလိုလိုကောင်တွေကိုညီတော်မြှောက်ပေးပြီးရက်ွက်ထဲတရင်ပေးခန့်တာ ူစောတိလုတ်ခိုင်းတာတွေဆိုတာလေငါတို့မသိဘူးမထင်နဲ့တောင်တကုံ90 56လမ်းစုံမသိဘူးမထင်နဲ့တော့မသိဘူးမထင်နဲ့ဝုံနေရန်ကုန်တိုက်စစ်ဟာမျက်စိတမိတ်လက်တပြတ်တွင်းမှာဖြစ်လာနိုင်ဖို့ဒီကနေ့တကူအုပ်ဖို့တကူအုပ်ဖို့မှာဗာလဲ တွေကိုတတ်သိရှိလာခဲ့လို့စိန်ခေါ်တဲ့ကောင်ခေါင်းပွင့်သွားတာတတ်သိပြချက်ပါအဲ့တော့ရန်ကုန်ကိုဝင်ဖို့အတွက်ထောက်ကျက်လမ်းစုံကဂိတ်တွေပန်းတိုင်ဂိတ်ရန်ကုန်အေရော်ဒီလမ်းမပေါ်ကပန်းတိုင်ဂိတ်အရန်ဆိုးနေလို့သိရတယ်အဲ့ဒီဂိတ်တွေဝင်ရှင်းတော့မှငေသံပေါအောင်မပေါ်မအောင်နဲ့အဲ့တော့တော်လိုင်းတအပေါ့လို့ရန်ကုန်နဲ့အနီးဆုံးမှာရှိနေတဲ့ဘကိုးရိုးမှတကြုံနေတကွာ KNL KNU ပူအောင်တက်တွေနဲ့အတူဘယ်နာရီရောက်နေလဲမပြောမပြောဘူးရှန်ကုန်ကိုတိမ်မရှာတော့မယ်ရှန်ကုန်ကိုထိုးစစ်ဆင်မရှာတော့မယ်အဲ့ဒီအခါကြလို့ပြည်သူတော်လှန်ရေးတပ်တွေရန်ကုန်ကိုထိုးစစ်ဝင်လာတဲ့အခါကျရင်မင်းအောင်လှိုင်ဖက်စစ်တပ်ရဲ့အကြောင်းခင်ဗျားတို့ကောင်းကောင်းသိနေမယ် ခမရုံအိမ်ပေါ်တွေကိုမရောက်လိုက်ဖက်စစ်တပ်ဟာလေရင်နဲ့ဘုံကျဲချတော့မှမျက်ရည်နဲ့မျက်ကွက်မဖြစ်ကြနဲ့မန္တလေးလိုငလျင်ရောက်တိုက်တွေပြုတ်ကြပြီးနေစရာစားစရာမဲ့သွားတာကိုတော့ကိုချင်းမစားပဲအချောင်သမားတွေနေတဲ့ရန်ကုန်တော်တော်များများတော်လံပြည်သူတွေရှိတယ်တော်လံပြည်သူတွေကအန်ကျိတ်ခံနေတယ်ဆိုတာကျွန်တော်သိတယ်ရန်ကုန်ထဲမှာရန်ကုန်ထဲမှာဒါပေမဲ့အချောင်သမားများတယ်ကလေးကွာများတယ်အင်းမန္တလေးရန်ကုန်ကိုသိမ့်မယ် ရှောင်းအောင်တိမ့်မယ်။ကဲတော့ဆေးရလူများကျော်အဲ့လိုပြောလိုက်တော့ဘောမတွေကစုပ်ပူတွေပြောတယ်လို့ထင်အောင်မိုင်တော့ပုတ်ကြည့်လိုက်နော်ရန်ကုန်ကိုဘယ်နေထိုးဆင်းစင်မလဲဆိုတာကိုလေအဲ့တော့တဆက်တဲ့ရန်ကုန်မှာမေလ6ရက်နေ့ညကကိုဒတမခုနေရှိတဲ့ငရရဲ့လှုပ်ခန့်ဝတ်တယ်လို့သိရှိရပါတယ်ဗျာနော်အဒီတဲ့အပြည့်စုံလေးကိုနောက်စကြည့်အောင်ဗျာနော်အော်ရန်ကုန်မြို့မှာငလှင်းလှုပ်လို့ငလှင်းရှောင်ရတာပုံတော့ည7:00နာရီကျော်ပါပြီ အကုန်လုံးတော်တော်များများတော့မင်းဆောင်ကြဒါအောက်မှာပေါ့နော်နေလေမင်းနေတော့ဝါတာနေလေမတော့တိုက်ပွားတွေအကုန်စင်းပြရအဆန်းကြောင်မှာငုံတိုင်းလေးကူးမျိုးကိုဗဟုပြု၍ပြင်းအားသုံးတတမခုနှစ်အဆင့်ရှိနလင်နှုတ်ခတ်သွားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကသတင်းထုတ်ပြန်သည် မေလ6ရက်ကနေ့ည10:55နာရီ55မိနစ်အချိန်ရန်ကုန်တိုင်းလှေကူးမြို့နယ်ဇေယျကွင်းအနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ Richter စကေး3တတမ9အဆင့်နှင့်အင်အားနည်းငယ်ရှိသည့်မြင်းကလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါကြောင်းအဆိုပါနေရအနီး၌ပင်ယနေ့ည9နာရီ40မိနစ်အချိန် Richter စကေးနှင့်တတမ9အဆင့်နှင့်ငလီငယ်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရှိရသည် ကဲနော်ဒါကတော့ရန်ကုန်မှာလှုပ်ခတ်ပွားတဲ့ငလျင်အကြောင်းဖြစ်ပါတဲ့ဗျာနော်ကုစုရေးငလျင်ကတော့မဲအောင်လဲပွားတဲ့အနောက်ကိုလက်နေတာကိုတွေ့ရပါတဲ့ဗျာနော်ကျွန်တော်ဘောမတွေရဲ့စကောက်ကိုယူသွေးရမှဆိုရင်အဲ့ဒါကန်ဆက်တယ်လို့ခေါ်ပါတဲ့ဗျာနော်မင်းတို့မဲအောင်လိုင်းကိုတဘောကတရားကြီးကတည်းကထောက်ခံတော့ဘူးဆိုတော့မင်းတို့စက်ကစီဘယ်နဲ့ကြာရှုံးမလဲဆိုတော့တော့မင်းတို့ရေတထစ်ထစ်နဲ့စုတ်ကြည့်ဖို့အတဲ့နေထားမှာရှိနေပြီလို့ဆိုတော့ဘောမတွေကိုမိကောထုတ်ချင်ပါတဲ့ဗျာနော် ဆက်လက်ပြီးတော့မှ MATAA အထံလက်နက်ချညှက်ခတ်ခဲ့သည့်စေတုပန်ဘုံမှုချိုအင်မေတန်ကအခုဆိုရင်လောက်ရှုံးမှာတိုင်မှုပြပြည့်ဝပြီလို့အသိရှိရပါတယ်ဗျာနော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှကိုထက်မြဘာပြောလဲဆိုတာနားဆင်ရအောင်ဗျာနော်နောက်တစ်ခုကဒါပြန်မလွတ်ပေးစေချင်ဘူးဆိုတာလေကျွန်တော်အတွေ့အထဲမှာဖြစ်မိတယ်မလွတ်ပေးစေချင်ဘူးဆိုတာဟာအခုဆိုရင်ဒါဖြစ်လာပြီရပါခတိုင်မှုအဖြစ်ပေါ့နော်ဘုံမှုချိုအင်မေဦးကိုခတ်အပ်တယ်တဲ့အဲ့အင်မေဦးကဒါလောက်ကိုင်းမှာ ဒါ MND ကတိုက်တဲ့အချိန်မှာသူကဒီဘုံမှုချုပ်9ရောက်မှတ်မိတယ်ထင်ပါတယ်အဲဒီလက်နှချအညံ့ခံတာပေါ့နော်ဖမ်းခံရတဲ့ဟာရှိတယ်လက်နှချအညံ့ခံတာရှိတယ်အဲကြအဲ့ထဲမှာလက်နှချအညံ့ခံတဲ့ထဲမှာဒီအိမ်မင်းဦးကပါတယ်ပေါ့နော်အဲ့အိမ်မင်းဦးကိုအခုရမခတိုင်းမှုဖြစ်ပြန်ခန့်တယ်ပေါ့နော်အဲပြောရရင်တော့အဲအရင်တိုက်ခိုက်ခံလဲရတယ်ပေါ့နော်တိမ်ပိုက်ခံလဲရတယ်ဒါလာရှိုးပေါ့နော်ရမကတိုင်းမှုအဖြစ်အခုပြန်ခန့်တယ်ပေါ့ဒီလိုကောင်မျိုးပြန်ခန့်ရှေ့မှာလည်းအဲ့လိုမျိုးပြန်ခန့်တဲ့ဟာတွေရှိတာပဲကျွန်တော်တို့ရှေ့မှာပြောခဲ့ဘူးလေဒါမျိုးမင်းထွေးပေါ့နော် ဘုံမှုချုပ်မျိုးဝင်ထွေးဆိုရင်နမခတိုင်းမှုအဖြစ်ပြန်ခန့်တယ်အခုမုံရွာမှာဘာကြီးလုံနေလဲမုံရွာမှာဒါပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကိုတိုက်ဖို့အတွက်ကိုခံစစ်ပြင်တာမျိုးတွေလုပ်တယ်စုဖွဲ့ပြင်ဆင်တာတွေလုပ်တယ်ဇကိုင်းဘက်ကိုပို့မဲ့စစ်ကူစစ်ကြောင်းတွေကိုလက်ခံပြီးတော့ဖြန့်နေတာတွေလုပ်တယ်ပြီးတော့အနီးနားပတ်ဝန်းကျင်ကခြေရဒေသတွေကိုလိုက်ပြီးတော့ဘုံကျဲဖို့ပါရာမိုတာတွေနဲ့လိုက်ပြီးတော့ခိုင်းစေတာမျိုးတွေလုပ်တယ်အဲပြီးတော့အဲ့လိုမျိုးဟာတွေကိုဒါလုံးလို့ရအောင်ဆိုပြီးတော့စစ်ကူစစ်ကြောင်းတွေလာလို့ရအောင်အဲ့လမ်းကြောင်းတွေမှာလမ်းလုံးကျွေးယူပေးတာမျိုးတွေလုပ်တယ်ပေါ့နော် ပြီးတော့ဒါမုံရမျိုးဒါမျိုးပေါ်နေရာတွေမှာဆိုရင်နှစ်ထပ်ဘန်ကာမျိုးတွေကွန်ကရစ်ဘန်ကာမျိုးတွေခေါင်ကရုတ်တွေဒါတွေနဲ့အဆလုတ်ပြီးတော့ပြင်ဆင်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်လာတဲ့အခါအသင့်ဖြစ်နေအောင်ဆိုတဲ့ပုံစံမျိုးတွေသူတို့လုပ်နေကြဒါဖမ်းခံရတဲ့စစ်တုံးပန်းတိုင်းဘူးအဲ့တော့ကျတော့ဒီကောက်ကိုပြန်ပြီးတော့ခန့်ပြီးတော့ဒီလိုမျိုးတွေလုတ်ခိုင်းနေတယ်ဘာထူးလဲကျွန်တော်တို့တပ်ဖွဲ့တွေကအဆအနေပြန်တိုင်ရမယ့်ပုံစံဖြစ်နေနောက်တစ်ယောက်ကတော့ဒါဘုံမှုချုပ်တန့်တင်ဆိုးဘူးနော်သူကတော့ဒါဟိုပုံးအကြောင်းအကြောင်းကြီးအနေနဲ့ပြန်ပြီးတော့ခန့်ခံရတယ် အတူဆိုရင်လည်းအခုပါလို့နေလဲအဲသူတို့စီမှာရှိတဲ့တင်နန်းသားတွေပေါ့နော်အခုဆိုရင်အဲအဲ့တင်နန်းမှာသူကအဲဒီတင်နန်းလာတက်ဖို့အတွက်ကိုပေါ့နော်အဲတင်နန်းလာတက်ဖို့အတွက်ကိုခေါ်တဲ့နေရာတွေမှာသူကအဲရေးပြေရေးပြေတွေဘာတွေညာတွေသူကအစင်းစင်ဖြေရတာဟုတ်အဲတိုင်းအစင်ဘာအစင်အဲ့လိုမျိုးခရိုင်အစင်အဲ့လိုမျိုးအစင်းစင်ဖြေရတယ်ဒါပေမဲ့သူကနေပြီးတော့အစင်အထိတခါတည်းအောင်ပေးလိုက်တယ်အခုဆိုရင်အတိုင်းတွေဘာတွေကိုကြော်သွားတယ်ဘာဖြစ်လို့သူတို့မှလိုအပ်ချက်တွေများလဲအဲ့ကြတော့သူက ဒီသူတင်တန်းသားမြ мян ဖြစ်ဖို့အရေးကိုသူကအစ်စ်နေကြော်ပြီးတော့ဒါလက်ခံတာတွေရှိလာပြီပြီးတော့ကျတော့တင်တန်းတော်မပြီးသေးပဲနဲ့မြ мян တင်တန်းဆင်းပေးပြီးတော့ဗောနော်ရှင်တန်းနေရာတွေကိုပို့ပြီးတော့တိုက်ပွဲဝင်ခိုင်းတာတွေရှိလာပြီအဲဒီလိုမျိုးកောင်မျိုးတွေကိုပြန်လွတ်ပေးလိုက်တဲ့အခါမှာတော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးမဲ့အလုပ်တွေကိုပဲပြန်ပြီးတော့လိုက်နာလှုပ်ဆောင်နေတာတွေတွေ့ရတယ်မင်းအောင်လိုင်ပြောတဲ့စကားကိုပဲပြန်ပြီးနားထောင်ပြီးတော့လုပ်နေတာတွေရှိလာတယ် ငါကိုဖမ်းခဲ့လို့အဲငါကိုတော်လိုင်းတပ်ဖွဲ့တွေကအသက်ရှင်တန်ခွင့်ပေးလို့ငါရှင်တန်နေရပါလားအဲ့တော့ငါဒီလုပ်တွေကိုမလုပ်တော့ဘူးဆိုတဲ့အတွေ့အကြုံတို့မှမရှိကြဘူးအဲ့တော့အခုဆိုလဲဒါရမခတိုင်းမူအနေနဲ့ပြန်ပြီးတော့ဒါဒီအေးမင်းဦးကိုပြန်ခန့်လာပြီပေါ့နော် ပြန်ခန့်လာပြီဆိုတော့သူတို့မှာကအချက်လည်းမရှိကြဘူးဒီရမခဆိုတဲ့ဟာကသူတို့ပြန်တိုက်လို့ရတဲ့နေရာလည်းမဟုတ်ဘူး ပြီးတော့အခုဆိုရင်သိရတာယမခါကဒါလာရှုမှာမထားတော့ဘဲနဲ့တန်ရမ်းမှာထားမယ်ဆိုပြီးတော့လည်းတရင်နေထွက်နေတယ်ပေါ့နော်အဲ့တော့တန်ရမ်းမှာ तू ကယမခါဆိုတဲ့တိုင်းမှုနေနဲ့ तू ကဆက်ပြီးတော့နေအောင်ပါနေပြီးတဲ့ခါကျရင်ခုနလိုတော်လိုင်းရင်တက်ဖွဲ့တွေကိုဒုက္ခပေးမဲ့နီလန်းမျိုးတွေသူတို့လှုပ်လိုက်မယ်။ကုန်စီစီးဆင်းမှုအတွက်ကိုဒါသူတို့တွေလမ်းကြောင်းတွေပြန်ပြီးတော့ဖောက်လိုက်မယ်။ပြီးတော့ဒါဒေသခံတွေကိုပြန်ပြီးတော့ဒုက္ခပေးတာတွေ၊ gate ကောက်တာတွေ၊ပတ်စံကောက်တာတွေ၊ပတ်စံတောင်းစားတာတွေဒါမျိုးတွေသူတို့လှုပ်လိုက်မယ်။အဲပြီးတော့သူတို့ရဲ့အကြီးအကဲတွေ အဲသူတို့ကိုယ်တိုင်အပါပေါ့နော်ကိုကြိုးရှာဖို့လုပ်ငန်းတွေသူတို့လုပ်လိမ့်မယ်တရားမဝင်လုပ်ငန်းကိစ္စမျိုးတွေသူတို့လုပ်လိမ့်မယ်အဲ့တော့ဘာထူးလဲဒီကောင်းဒီကိုပြန်လွှတ်လိုက်ခြင်းအားဖြင့်ပေါ့နော်တော်လည်းရေးထိခိုက်နေတာအောင်လုပ်မယ်အဲသူတို့ကိုကြိုးရှာတဲ့လုပ်ငန်းတွေကိုစဉ်ဆက်မပြတ်ပြန်လုပ်မယ်အဲပြီးတော့ဒါပြည်သူလူထုကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့အလုပ်တွေကိုစဉ်ဆက်မပြတ်ပြန်လုပ်မယ်အဲ့တော့အဲ့လိုမျိုးတွေပဲဖြစ်လာနေတာပေါ့နော်အဲသူတို့မှာအတိတရားရတယ်ဆိုတဲ့ဟာကရှိရောရှိရဲ့လားလို့တော့မှပြန်ပြီးတော့တွေးမိတာပေါ့ဘာဖြစ်လို့လဲဆိုတော့အခုဒါခုံခုံတက်မှမဟုတ်အောင်သက်ဦးက တို့နောင်တရပါပြီဆိုတော့ပြောတဲ့ဇကားနဲ့ဆက်လင်းပြီးတော့ကျွန်တော်တို့ကတွေးမိတဲ့အတွေးပေါ့လေနော်အဲ့တော့ဒီကောင်နေတကယ်အမြင်မှန်ရပါစေလို့ပဲကျွန်တော်တို့ကတော့ဆူတောင်းတယ်ဒါပေမဲ့ဟိုဟာလိုပဲပေါ့နော်ကြီးစီကြီးလိုပဲပေါ့နော်မထင်းဆိုပြီးတော့ထွက်လာတာပါဒါပြည်သူတွေလည်းသိမှာပါဒါကျွန်တော်ကကျွန်တော်အမြင်ကိုပြောပြတာဖြစ်ပါတယ်ဘသူဘသူရဲ့ဒါပြောကောင်မှာမပါဘူးကဲတော့အခုဆိုရင်ဖမ်းမိတဲ့စိတ်ပိုးပန်းတွေကတော့အမြင်တဲ့တိုင်ပဲသူနေရတဲ့အတူတော်ပေါ်တွေပြန်လာထပ်ဆုံနေပြီးဒါကြောင့်တော်လိုင်းတက်ခွက်တွေအနေနဲ့ ဖမ်းမိတဲ့စစ်သူပန်းတွေကိုမေးမေးပြရင်တခါတည်းရှေ့ပစ်စီချင်းမနဲ့ပြတော့ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုကြွေတဲ့ထမင်းတန်းကောက်ဆိုရင်ပြည်သူတွေချွေနှက်ဆောင်နဲ့လှူထားတဲ့ခွေးပြင်းချီဖို့ဖြစ်ပါလေပြတော့သူတို့ကိုထမင်းချွေဖို့ခွေးတွေကိုထမင်းချွေဖို့မဟုတ်ပါဘူးပြန်တော့တကယ်လို့လူလိုသူလိုနားလည်ပြီးတော့မှလည်းနဲ့ချာအညာခံလိုက်တော့တမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ခံပြင်းတယ်ခံပြင်းပြီးမှ ရှုပ်ပွားတဲ့အခါကျမှလက်နက်ချရင်အဲ့လိုကုံတွေကိုအရှင်မထားစေချင်ပါဘူးပြတော့ဒါကတော့ကျွန်တော်တဦးတည်းရဲ့အမြင်ကိုကျွန်တော်ကတော့ထုတ်ပြပြောဆိုတာဖြစ်ပါတယ်ပြတော့ဟုတ်ကဲ့ကျွန်တော်ရဲ့ဒီခဏနေတဲ့တင်ဆက်မှုလေးတွေကတော့တလောက်ပါပြတော့ကျွန်တော်ရဲ့ဗီဒီယိုကိုအစကားနဲ့အစိုးတီချစ်ရှုပ်ပတ်တူတဲ့ချစ်စီတဲ့ကိုလည်းထုတ်ပြချစ်စုတင်ရှိပါတယ်ပြတော့ဒီခဏအထက်မှာပဲနောက်ထပ်ဘောမတူရဲ့ဗီဒီယိုဖန်နဲ့ပြသွင်းကြမှာပြတော့ဘိုင်ဘိုင်